Hello အားလုံးပဲမင်္ဂလာပါ Let's discuss with Luke YouTube channel ရနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဟာအင်္ဂလန်နိုင်ငံရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အင်္ဂလန်နိုင်ငံဟာ United Kingdom လို့ခေါ်တဲ့ UK နိုင်ငံထဲမှာပါဝင်တဲ့နိုင်ငံလေးခုတွေကတစ်ခုဖြစ်ပါတယ်ကျန်တဲ့နိုင်ငံ၃နိုင်ငံကတော့ Wales စကော့တလန်နဲ့မြောက်အိုင်ယာလန်တို့ပဲဖြစ်ကြပါတယ်။အင်္ဂလန်ဟာ United Kingdom တွေကတခြားဘယ်နိုင်ငံထက်မဆိုနည်းမြေအခြေအဝန်ပုံမှုကြီးမားပြီးလူဦးရေလည်းပုံမှုထူထပ်ပါတယ်။အဲလိုကြောင့်ပဲရာစုနှစ်များစွာအင်္ဂလန်ဟာအတိုးတက်ဆုံးသောနိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။အင်္ဂလန်နိုင်ငံရင်ကြီးမှုစီးပွားရေးစစ်ရေးစတာတွေကလည်းတခြားနိုင်ငံသုံးနိုင်ငံအပေါ်လည်းအတော်လေးကိုလွှမ်းမိုးမှုရှိခဲ့ပါတယ်။အဲလိုမျိုးလွှမ်းမိုးမှုရှိတယ်လို့ဆိုတော့လေအင်္ဂလန်နိုင်ငံရဲ့တမန်ကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်လိုက်မယ်ဆိုရင်သူတို့နိုင်ငံဟာလည်းအခြားလူမျိုးများရဲ့ဘာသာစကားတွေယဉ်ကျေးမှုတွေကနေသူတို့ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ် ြစ်အောင်ပြန်လည်မုံမံပြင်ဆင်လာခဲ့ကြတာပဲဖြစ်ပါတယ်အဲ့လိုမျိုးသူများရဲ့ခြင်းမှုဘာသာစကားတော်တော်များများကိုပြန်လည်ပြင်ဆင်ပြီးတိုးတက်တဲ့လူမှုအဖွဲ့အစည်းကိုတည်ဆောက်နိုင်ခဲ့တဲ့အင်္ဂလန်တိုင်းပြည်ဟာရာစုနှစ်များစွာနန်းတွင်အရှုပ်တော်ကုန်တွေစစ်ပွဲတွေကိုလိုနီနေမီချေနှွင်ခြင်းစသဖြင့်စသဖြင့်အင်္ဂလန်သမိုင်းမှာလည်းမကဘဲကမ္ဘာသမိုင်းကိုပါလှုပ်ခတ်စေတဲ့အထိသူတို့ဟာလွှမ်းမိုးမှုရှိခဲ့ပါတယ်ဒီနေ့မှာတော့အင်္ဂလန်နိုင်ငံဘယ်လိုဖြစ်လာလဲဘာရီယာအင်္ဂလန်ကိုတိုးတက်စေခဲ့လဲဘယ်ဘီရင်တွေဘီရင်မတွေကသမိုင်းကိုပြောင်းလဲစေခဲ့တယ်လဲစတာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Okay. အဲ့ဒါဆိုရင်ကြောက်ကစ်ကိုပြန်သွားကြည့်ကြည့်အောင်ခင်ဗျာအဲ့ဒီအချိန်မှာတော့တီးကြတဲ့အတိုင်းပဲကဘာပေါ်ကကုန်းကြီးတွေကအခုကုန်းကြီးတွေလိုမျိုးပုံစံမျိုးမဟုတ်ဘဲနဲ့တော်တော်လေးကိုခွဲပြားခြားနားနေပါတယ်အဲ့ဒီအကြောင်းအရင်းကျွန်တော်လေ့လာပြီးတည်တည်ချာချာလေးကိုတင်ပြပေးသွားပါအောင်မယ်အင်္ဂလန်နိုင်ငံရဲ့လို့ဖြစ်လာမဲ့ကုန်းကြီးကြီးတစ်ခုဟာလေအဲ့ဒီအချိန်တုန်းကပုံစံတစ်မျိုးနဲ့တည်ရှိနေပါတယ်အတိအကျပြောရမယ်ဆိုရင်အခုလက်ရှိလိုမျိုးအင်္ဂလန်နိုင်ငံဟာကျွန်းတကျွန်းရဲ့လိုမဖြစ်သေးပါဘူးပြောရရင်ဥရောပနဲ့အင်္ဂလန်ကြားမှာအရင်တုန်းကကုန်းကြီးကြီးတစ်ခုရှိခဲ့ပါတယ်ပုံမှန်လည်းကြည့်လို့ရပါတယ်အဲ့ဒီဟာကတော့ Ice Age လို့ခေါ်တဲ့ ရေခဲခစ်ကြီးမှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီးတော့ရေခဲခစ်ကြီးကုံဆုံးလာမှုနဲ့အတူပင်လယ်ရေမျက်နှာပြင်တွေဟာမြင့်တက်လာတာကြောင့်အင်္ဂလန်နိုင်ငံဖြစ်လာမဲ့ကျွန်းကြီးပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။အင်္ဂလန်ကျွန်းဆွယ်ပေါ်မှာပထမဦးဆုံးလူသားတွေနေထိုင်မှုစခဲ့တာကတော့၄000 BC ခန့်ကဖြစ်ပြီးလူသားတွေဟာရေချီယံမျက်နှာရာကိုအစုအဖွဲ့နဲ့ပြောင်းရွှေ့နေကြခြင်းဖြစ်ပါတယ်။အဲဒီလူသားတွေဟာအင်္ဂလန်နိုင်ငံမှာပထမဦးဆုံးသောခြေချခဲ့တဲ့လူသားတွေပဲဖြစ်ပါတယ်။သူတို့ဟာလေယာဆိုင်ပြိုးရေးနဲ့မွေးမြူရေးကိုအဓိကလှုပ်ဆောင်ကြပြီးအခုထိဘာကြောင့်တိဆောက်ထားမှန်းမသိရဲ့တမန် န်းဝင်နေရဖြစ်တဲ့ Stonehenge ဟာအကိကလူတွေတိဆောက်ခဲ့တာလို့လည်းဆိုပါတယ်။သမိုင်းပညာရှင်တွေကတော့အစုအဝေးဒါမှမဟုတ်အခမ်းအနားတစ်ခုခုပြုလုပ်ဖို့အတွက်တိဆောက်ခဲ့ကြတာလို့လည်းဆိုကြပါသေးတယ်။ချုပ်ခေကုံဆုံးပြီးနောက်ချီခေကိုရောက်တဲ့အခါမှာတော့အင်္ဂလန်မျိုးပေါ်ကလူတွေဟာဥရောပတိုက်ကလူတွေနဲ့ကုလူဆွတ်တယ်မှုတွေရှိခဲ့ကြပြီးအဲ့ဒီအခေအခါကဥရောပမှာလွှမ်းမိုးနေတဲ့ Celtic ယဉ်ကျေးမှုဟာအင်္ဂလန်တိကိုပြန့်နှံ့လာခဲ့ပါတယ်။အဲ့ဒီယဉ်ကျေးမှုနဲ့ပဲအင်္ဂလန်ဟာတော်တော်လေးကိုငြိမ်းချမ်းခဲ့ပြီးစစ်ပွဲတွေ၊နေမီလူပွဲတွေမရှိတဲ့လောက်ကိုအေးချမ်းခဲ့ပါတယ်။ 55 BC ကမှာတော့ရောမအင်ပါယာဟာတဟုန်တိုးအင်အားကြီးမားလာပြီးနာမည်ကြီးစစ်ဘုရင်ဖြစ်တဲ့ Julius Caesar ရဲ့လက်အောက်မှာပင်လယ်ပြင်ကိုဖျက်ကူးပြီးအင်္ဂလန်ကျွန်းကိုကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။တနည်းအတွင်းမှာပဲ Julius Caesar ဟာတပ်တွေအများအများကိုစေလွတ်ခဲ့ပြီး54 BC ကမှာတော့အင်္ဂလန်ကျွန်းရဲ့တဝက်လောက်ကိုထိန်းချုပ်နိုင်ခဲ့ကြပါတယ်။ထို့ပြင်မဲ့ရောမအင်ပါယာဟာလည်း အကြောင်းမျိုးမျိုးကြောင့်လည်းစစ်တပ်တွေကိုအယောပတိုက်စီပင်လေခေါ်ဆောင်သွားခဲ့ရပါတယ်။ဂျူလီယက်စီဇာတည်ဆုံးပြီးနောက်နှစ်ပေါင်းတရာအကြာမှာတော့ရောမအင်ပါယာရဲ့ဘုရင်ဖြစ်တဲ့ကလောက်ဒီယက်စာအင်္ဂလန်ကိုကျူးကျော်ရင်အစီအစဉ်များကိုထပ်မံရေးဆွဲခဲ့ပါတယ်။ဒီလိုနဲ့ပဲအကြံဉာဏ်များကိုရေးဆွဲပြီး၁၀နှစ်ကြာမှာ အင်္ဂလန်ဟာရောမအင်ပါယာရဲ့လက်အောက်ကိုချရောက်ခဲ့ရပါတယ်။ရောမတွေဟာအင်္ဂလန်ကိုသိမ်းပိုက်ပြီးနောက်မှာအနာဂတ်မှာထင်ရှားလာမယ့်နေရာတွေဖြစ်တဲ့လန်ဒန်၊ချက်စတာနဲ့ယော့ခ်မြို့တွေမှာခံတပ်တွေရဲလိုက်တွေကိုတိစောက်ခဲ့ပါတယ်။ရောမအင်ပါယာဟာအင်္ဂလန်ကျွန်းရဲ့နေရာတော်တော်များများကိုထိန်းချုပ်နိုင်ပေမဲ့မြောက်ဘက်အစောပိုင်းကိုတော့နေခံလူမျိုးစုတွေရဲ့တိုက်ခိုက်ကူးကံမှုကြောင့်ထိန်းချုပ်ခွင့်မရရှိခဲ့ပါဘူး။အဲ့လိုနဲ့ပဲ AD 400ကျော်မှာရောမအင်ပါယာဟာစတင်ပြိုကွဲလာခဲ့ပြီး Barbarian လို့ခေါ်တဲ့ရောမအင်ပါယာရဲ့အဆုံးသတ်ဖြစ်လာမယ့်လူမျိုးစုတွေနဲ့စစ်ခင်းမှုတွေအင်္ဂလန်မြေပေါ်မှာရှိတဲ့ရောမစစ်တပ်တွေဟာဥရောပ ကိုပြန်သွားခဲ့ကြပါတယ်ဒီလိုနဲ့ပဲဘာဘေးရီးယားမျိုးနယ်စုတွေကတချို့မျိုးနယ်စုတွေဟာအင်္ဂလန်ကျွန်းမှာအခြေချဖို့စူးစမ်းခဲ့ကြပါတယ်အဲ့ဒီလူမျိုးစုတွေကိုတော့ Anglo-Saxon လို့ခေါ်ကြပါတယ်အဲ့ဒီနေရာမှာပြောစရာလေးတခုရှိပါတယ်ရှိနေပြီးသား Celtic လူမျိုးတွေကဘယ်ရောက်တော့လဲဆိုရင်တချို့ကလူမျိုးတုံးတစ်ဖက်ခံရတယ်တချို့ကတော့အတူရှင်တွဲနေထိုင်နေဆိုပြီးအမျိုးမျိုးပြောနေကြတာကြောင့်ဘာကအမှန်လဲဆိုတော့ကျွန်တော်လည်းသိချာမသိပါဘူးခင်ဗျအဲ့ဒီမှာပဲအင်္ဂလန်ဟာ Anglo-Saxon ယဉ်ကျေးမှုကိုလွှမ်းမိုးသွားပြီးနေထိုင်ပုံဘာသာစကားတွေကအစား Celtic လို့မဟုတ်တော့ပဲ Anglo-Saxon ဘာသာစကားကိုသာအသုံးပြုလာခဲ့ပါတယ်အဲ့ဘာ သာစကားဟာနောက်တစ်ချိန်မှာကမ္ဘာပေါ်မှာအများဆုံးပြောကြမဲ့ဘာသာစကားတွေကတခုဖြစ်လာမဲ့အင်္ဂလိပ်ဘာသာစကားရဲ့အစပဲဖြစ်ပါတယ်။ Anglo-Saxon တွေကအစပိုင်းမှာဒါစီးလုံးခဲ့ကြပြီး900စုမှာတော့ Northumbria, Mercia, East Anglia, Essex, Sussex, Wessex နဲ့ Kent ဆိုပြီးတော့နိုင်ငံ9နိုင်ငံအထိကိုတကွဲတပြားစီနဲ့ ဘရင်ခုနပါးကအုပ်ချုပ်ခဲ့ကြပါတယ်။အဲ့လိုတိုင်းပြည်ကိုစီတည်ထောင်ပြီးမကြခင်မှာပဲအင်္ဂလိုဆက်ဆန်တို့ဟာသူတို့ရဲ့မူလကိုးကွယ်မျိုးဖြစ်တဲ့မိစ္ဆာဒိဋ္ဌိဝါဒကိုဖယ်ရှားပြီးခရစ်ယာန်ဘာသာကိုပြောင်းလဲကိုးကွယ်ခဲ့ပါတယ်။အဲ့လိုနဲ့အင်္ဂလိုဆက်ဆန်ဘရင်ခုနပါးအုပ်ချုပ်တဲ့အင်္ဂလန်ဟာနှစ်ပေါင်း၁၀၀လောက်တော့ငြင်းငြင်းချမ်းချမ်းရှိခဲ့ပါတယ်။ဒါပေမဲ့၈၀၀စုအရောက်မှာပဲတိုင်းပြည်အချင်းချင်းစစ်မှတ်တွေဖြစ်ပွားတာခုနပြည်တော်ကနေ၄ပြည်တော်သာကျန်ရှိခဲ့ပါတော့တယ်။အဲ့ဒီ၄ပြည်တော်ကတော့ Northumbria, Mercia, East Anglia နဲ့ work sex တို့ပဲဖြစ်ကြပါတယ်။ရှေ့အရဆုံးမှာတော့အင်္ဂလန်သမိုင်းတို့အရေးပါလာမယ့်အဖြစ်ပြက်လို့ဆိုရမယ့် စကန်ဒီနေးဗီးယန်းက Viking တွေဟာအင်္ဂလန်ကျွန်းကိုရောက်ရှိလာခဲ့ပါတယ်ပထမဆုံးသောတိုက်ခိုက်မှုကတော့ Northumbria နိုင်ငံကပိုင်ဆိုင်တဲ့ Lindis Fan ဖျားเจ้าမှာဖြစ်ပြီးဖုံးတော်ကြီးတွေကိုတပ်ဖြတ်ကျွန်းအဖြစ်ဖမ်းဆီးလိုကဖမ်းဆီးနေဖျားเจ้าကရွှေငွေများကိုလည်းယူဆောင်သွားခဲ့ကြပါတယ်အဲ့ဒီအဖြစ်ပြက်ကဆလို Viking တွေဟာတိုင်းပြည်လေးခုမှာရှိတဲ့ဖျားเจ้าတွေကိုပြစ်မှတ်ထားပြီးနွေရာသီမှာလည်းရောက်တိုက်ခိုက်လိုက်ဆောင်းနေဆိုရင်လူသူစုဆောင်းလိုက်နဲ့ပြုလုပ်နေခဲ့ကြပါတယ်ခရစ်နှစ်1890မှာတော့ Viking တွေဟာလည်းတိုက်ခိုက်လူရက်လိုက်စကန်ဒီနေးဗီးယန်းပြန်လိုက်အလုံးနေမဲ့အစားအင်္ဂလန်မြေမှာအခြေချဖို့ကိုကြံစီခဲ့ပါတယ်အဲ့လို ို့နဲ့ပဲ1890ခုနှစ်မှာ Viking တွေဟာ East Anglia ပြည်ကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးမြောက်ပိုင်းက Northumbria ကိုဆက်လက်ချီတက်သွားခဲ့ပါတယ်။အဲ့ဒီအဖြစ်အပျက်ဟာတမိုင်းမှာအရန်ကိုနာမည်ကြီးပြီး Great Heathen Army တနည်းအားဖြင့်မိဆာဒိတိစစ်တပ်ကြီးလို Viking တွေရဲ့စစ်တပ်အင်အားနာမည်ကျော်ခဲ့ပါတယ်။ Northumbria ကိုလည်းထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးနောက်9နှစ်အကြာ886ခုနှစ်မှာတော့ Marcian နိုင်ငံကိုပါထပ်မံသိမ်းပိုက်လိုက်ပါတယ်။ဒါကြောင့် Viking တွေနဲ့ရင်ဆိုင်ဖို့ရာ Wessex တနိုင်ငံသားကြံရှိခဲ့ပါတော့တယ်။စိတ်သက်သက်ကြနေတဲ့ Viking တွေဟာ Wessex ကိုလည်းဆက်လက်ချီတက်ပြီး မြို့တော်ကပါတိမ့်ပိုင်နိုင်တဲ့ဒီအောင်မြင်မှုတွေရရှိခဲ့ပါတယ် WhatsApp ပြီးရင် King Alfred ဟာလည်းထွက်ပြေးခဲ့ရပြီးပုံအောင်ကအင်္ဂလန်နိုင်ငံရဲ့အနာဂတ်အစီအစဉ်များကိုကြားမှတ်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ King Alfred ဟာပြန်လည်တိုက်ခိုက်ဖို့ရွေးချယ်ခဲ့ပြီးသူ့ရဲ့ဥဆောင်မှုနဲ့အတူ Viking တွေရဲ့စစ်တပ်ကိုနေရာတော်တော်များများမှာအနိုင်ယူခဲ့ပြီး WhatsApp တိုင်းပြည်ကနေနှင်ထုတ်နိုင်ခဲ့ပါတယ်အဲ့လိုနဲ့ပဲအင်္ဂလန်ဟာ East Anglia, Northumbria, Mercia, Wessex စတဲ့တိုင်းပြည်တွေကနေ Anglo-Saxon နဲ့အုပ်ချုပ်တဲ့ Wessex နဲ့ Viking တွေအုပ်ချုပ်တဲ့ Danelaw ဆိုပြီးတိုင်းပြည်နှစ်ခုသာကျန်ရှိခဲ့ပါတယ်။အင်္ဂလိပ်ပြည်များဟာအင်္ဂလန်ရဲ့မူလနေမြေတွေကိုပြန်လည်ရရှိရန်အပြင်းအထန်ပင်စူးစမ်းခဲ့ကြပါတယ်။ King Alfred ရဲ့မိဖြစ်တဲ့ King Alderstan လက်ထက်မှာတော့ Viking တွေရဲ့အခြေချနေရာဖြစ်တဲ့ ယော့ကမြို့ကိုတိမ့်ပိုက်တာအင်္ဂလန်ရဲ့မူလနေမီတွေကိုပြန်လည်ရရှိခဲ့ပါတယ် King Athelstan ဟာလည်းပထမဆုံးအင်္ဂလိပ်ဘီရင်ဆိုတဲ့ဘွဲ့ကိုခံယူနိုင်ခဲ့ပါတယ် King Athelstan ဟာကျွန်းရဲ့မြောက်ပိုင်းကိုထပ်မံနေချဲ့ခဲ့ပြီးယနေ့ Scotland Wales နိုင်ငံဖြစ်လာမယ့်နေရာတွေမှာတတိတခြားအုပ်ချုပ်ရဲ့ဘီရင်တွေကိုစစ်ခင်းခဲ့ပါတယ်စစ်ပွဲတွေမှာလည်းအနိုင်ရရှိခဲ့ပြီးအင်္ဂလန်ကျွန်းတစ်ခုလုံးကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်မြောက်ပိုင်းကိုထပ်မံနေချဲ့ဖို့ကြံစီနေတော့မှာပဲရန်သူဟောင်းကြီးတွေဖြစ်ကြတဲ့ Daimler Viking တွေဟာအင်အားလုံးရင်းတွေကိုပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်အဲ့ဒီရာစုနှစ်တွေမှာအင်္ဂလန်ဟာ Daimler Viking ဘီရ င်တွေကအုပ်ချုပ်လိုက် WhatsApp ကအုပ်ချုပ်နိုင်တဲ့ဖယူဖယဲကိုဖြစ်နေခဲ့ပါတယ်အင်္ဂလန်ဟာ Norway Sweden Denmark စတဲ့ Scandinavian ဒေသကိုအုပ်ချုပ်တဲ့ဘီယင်ဂျီခနုတ် the great ရဲ့တိမ့်ပိုက်ခြင်းကိုခံခဲ့ရပြီးအဲဒီနောက်မှာပဲ WhatsApp တို့ရဲ့အပြင်းထန်တော်လှန်ပုံကံမှုနဲ့အတူ1042ခုနှစ်မှာ King Edward the Confessor Voxus P2 ရဲ့ထောက်ခံမှုနဲ့အတူထီးနှံကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။အင်္ဂလန်ဟာ King Edward လက်ထက်မှာငြိမ်းချမ်းခဲ့ပြီးသူတည်ဆုံးသောချိန်မှာတော့အင်္ဂလန်ရဲ့တမိုင်းကိုအပြောင်းအလဲဖြစ်စေမယ့်အဖြစ်ပြက်ထပ်မံဖြစ်ပွားခဲ့ပါတယ်။အမေရိကန်မရှိဘဲတည်ဆုံးသွားတဲ့ King Edward ကြောင့်နန်းလူပွဲတွေဖြစ်ပွားခဲ့ပါတယ်။နန်းလူပွဲမှာပေါင်းခဲ့တဲ့သူတွေကတော့ Voxus တိုင်းပြည်ရဲ့ Haro, Normandy တိုင်းပြည်ရဲ့ William, Norway ပြည် King Harald နဲ့ဒိမတ်ရဲ့ King Swain 2ကိုဖြစ်ကြပါတယ်။2066ခုနှစ်မှာတော့ပြည်ထောင်နာရီဟာစတင်ကြီးထွားလာခဲ့ပြီး Norway ပြည် King Harald ဟာ ပထမဆုံးအင်္ဂလန်ကိုတိုက်ခိုက်ခဲ့ပါတယ် Stanford Bridge တိုက်ပွဲလို့နာမည်ကျော်ကြားခဲ့ပြီးနော်ဝေးသားတွေဟာမိမိကိုယ်ကိုအင်္ဂလန်ရဲ့ဘုရင်အဖြစ်ခံယူထားတဲ့ King Harold ကိုရှုံးနိမ်ပြီးစုခွာခဲ့ရပါတယ်ထိုတိုက်ပွဲအပြီးရသရပတ်အနေငယ်အကြာမှာပဲတောင်ပိုင်းက Normandy မြို့စာ William ရဲ့ကျူးကျော်မှုကြောင့်အပြင်းအထန်တောင်ပိုင်းကိုခြိတက်ခဲ့ရပြန်ပါတယ်စစ်ပန်းလာပြီးဖြစ်တဲ့ King Harold တပ်တွေဟာတောင်ပိုင်းမှာရှိတဲ့ Hastings မှာတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးစစ်ပင်မှန်မှုတန်တွေကြောင့်ရှုံးနိမ်ခဲ့ရပါတယ်ဒါအပြင်တိုက်ပွဲအတွင်းမှာ ကင်းဟာရိုဟာမျက်နှာကိုမြားထိမှန်ပြီးတိတ်ဆုံးခဲ့ပါတယ်။ဒါကြောင့်မယ့်အင်္ဂလန်ရဲ့ဘီရင်ဟာအရင်လိုအင်္ဂလိုဆက်ဆွန်လူမျိုးမဟုတ်တော့ဘဲပြင်သစ်သွေးနော်တဲ့ဝီလျံဟာ သူ့ကိုယ်သူအင်္ဂလိပ်ဘုရင်အဖြစ်ခံယူခဲ့ပါတယ်။ဒီလိုနဲ့ပဲ King William 1ဟာအိန္ဒိယနိုင်ငံတွေနဲ့လည်းအဆင်ပြေအောင်ပြုလုပ်နိုင်ခဲ့ပြီးအစိုးရအဖွဲ့အစည်းတွေမှာလည်း Anglo-Saxon တွေနေရာမှာသူ့လူမျိုးတွေဖြစ်တဲ့ပြင်သစ်အနွယ်ဝင်တွေကိုခန့်အပ်ခဲ့ပါတယ်။အဲဒီနေရက်တွေကို Norman မြင်းဆက်တွေလို့ခေါ်ခဲ့ကြပါတယ်။အဲဒီမြင်းဆက်ဟာလည်းနှစ်ပေါင်း80ခန့်သာတည်တန်းခဲ့ပြီးနန်းလူဘွေတွေကြောင့်ပြည်ရင်းစစ်အကြီးကျယ်ဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့1154ခုနှစ်မှာတော့ဘုရင် Henry II ဟာ တိုင်းပြည်ကိုငြိမ်းချမ်းအောင်ဆွေးနွေးနိုင်ခဲ့ပြီးအင်္ဂလန်ဟာလည်းပြန်လည်ငြိမ်းချမ်းလာခဲ့ပါတယ်။သူလက်ထက်မှာတော့အင်္ဂလန်ရဲ့နယ်နိမိတ်ဟာ Scotland, Wales နိုင်ငံတွေအပြင်ပြင်သစ်နိုင်ငံအနောက်ပိုင်းကိုပါထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့7300စုအစမှာတော့ပြင်သစ် Empire ဟာအင်အားကြီးမားလာတာကြောင့်အင်္ဂလန်ပိုင်းပြင်သစ်နယ်မြေအတော်များများကိုလက်လွတ်လိုက်ရပါတယ်။အင်္ဂလန်ကျွန်းပေါ်မှာလည်းတပုံထရာတွေခိုးဆိုးလူရက်တာတွေကြောင့်တိုင်းပြည်ဟာမငြိမ်မသက်ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့1282ခုနှစ်မှာ King Edward I နန်တက်လာမှုနဲ့အတူ တပုံထမှုဓမြမှုတွေဟာလည်းရက်တန်သွားခဲ့ပါတယ်သူဟာပထမဆုံးအင်္ဂလိပ်ပါလီမန်ကိုဖွဲ့စည်းခဲ့ပြီးတိုင်းပြည်ကိုတည်ငြိမ်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါအပြင်ပုံကန်နေကြတဲ့ Wales, Scotland နိုင်ငံတွေကိုပါတည်ငြိမ်အောင်ပြုလုပ်ခဲ့ပြီးအင်္ဂလန်ကျွန်းဆွေဟာလည်းပြန်လည်ငြိမ်းချမ်းခဲ့ပါတယ်။ဒါပေမဲ့မပြည့်ပြတ်သေးတဲ့ပြင်သစ်နဲ့ဆက်ဆံရေးတင်းမာမှုတွေကြောင့်နာမည်ကျော် အင်္ဂလိပ်ပြင်သစ်တို့ရဲ့နှစ်တရာစစ်ပွဲဟာဖြစ်ပွားခဲ့ပါတယ်။ထိုတိုက်ပွဲမှာအင်္ဂလန်ဟာအောင်ပွဲတွေဆင်နိုင်ခဲ့ပြီးတော်တော်လေးကိုအခြေအနေကောင်းနေခဲ့ပါတယ်။ဒါပေမဲ့ဥရောပတိုက်ရဲ့အကြီးမားဆုံးသောရန်သူတယောက်ဟာအာရှတိုက်ကနေဥရောပတိုက်ကိုဥတည်နေခဲ့တာတော့ဘယ်သူမှသတိမထားမိခဲ့ကြပါဘူး။အဲ့ဒီရန်သူဟာကမ္ဘာလူဦးရေရဲ့တဝက်လောက်ကိုရိုးဖြုတ်ပစ်ခဲ့တဲ့ပလိတ်ယောဂါဖြစ်ပါတယ်။အဆိုပါပလိတ်ယောဂါဟာဥရောပတိုက်ကိုစတင်ပြန့်နှံ့လာခဲ့ပြီး1348ခုနှစ်မှာတော့အင်္ဂလန်နိုင်ငံကို ကုန်သင်းမောတွေကတစဉ်စတင်ပြန့်နှံ့လာခဲ့ပါတယ်။နှစ်နှစ်အတွင်းမှာပဲပလေယောဂါဟာအင်္ဂလန်တကြုံလုံးကိုပြန့်နှံ့ပြီးစစ်တမ်းတွေအရအင်္ဂလန်နိုင်ငံရဲ့လူဦးရေတဝက်ကျော်ကန့်ဟာပလေယောဂါကြောင့်တည်ဆုံးခဲ့ပါတယ်။အဲ့ဒီအဖြစ်ပြက်ဟာအင်္ဂလန်ကိုအင်အားချိနေစေအောင်မျှတာမှာကအင်္ဂလန်နိုင်ငံရဲ့လူနေမှုပုံစံကိုလည်းတိတိတသားပြောင်းလဲလာစေခဲ့ပါတယ်။အသက်ရှင်ကျန်သူတွေဟာတည်ဆုံးသူတွေအတွက်ပါအခွန်ပေးဆောင်ခဲ့ရပြီး အင်္ဂလန်ပြည်သူတွေဟာစစ်ပွဲကြောင့်အခွန်ကြီးလေးမှုတန်တွေကိုအလူးလဲခံစားလာရပါတယ်။အဲဒီလိုအခွန်ကြီးလေးမှုတွေကိုမခံနိုင်တဲ့ပြည်သူတွေဟာပုံကန်ခဲ့ကြပြီးပြည်သူတွေရဲ့ပုံကန်ထချွတ်မှုဟာလည်းတော်တော်လေးကိုအောင်မြင်ခဲ့ပါတယ်။အင်္ဂလန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့လန်ဒန်တီတောင်ခြိတက်နိုင်ခဲ့ပြီးယာရူးကြီးတော်တော်များများကိုလည်းဖမ်းဆီးတပြတ်နိုင်တဲ့အထိအောင်မြင်ခဲ့ပါတယ်။အဲဒီလိုနဲ့ပဲပုံကန်မှုတွေကိုဖြစ်စေခဲ့တဲ့ King Richard II ဟာသူ့ရဲ့ဝမ်းကွဲညီအကိုဖြစ်တဲ့ ဟင်နရီရဲ့နန်းချခြင်းကိုခံရပြီးဟင်နရီဟာအင်္ဂလန်နိုင်ငံရဲ့ဘုရင်အဖြစ် King Henry IV အနေနဲ့နမ်းတက်ခဲ့ပါတယ်။သူဟာပြည်သူတွေရဲ့တောင်းဆိုမှုကိုလိုက်ရောပေးခဲ့ပေမဲ့တော်လှန်ပုံကံမှုတွေဟာဆက်လက်ဖြစ်ပေါ်ခဲ့ပြီးသူ့ရဲ့သားဖြစ်သူဖြစ်တဲ့ King Henry V လက်ထက်ထီကိုမပြီးဆုံးနိုင်ခဲ့ပါဘူး Henry V ဟာ1413ခုနှစ်မှာနန်းတက်ခဲ့ပြီးသူ့လက်ထက်မှာတော့ပလိတ်ရောဂါကြောင့်ဆက်လက်ဖြစ်ပွားခြင်းမရှိဘဲရပ်တန့်နေခဲ့တဲ့အင်္ဂလိပ်ပြင်သစ်နှစ်တရာစစ်ပွဲဟာလည်းပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်ဒါပေမဲ့လည်းပြင်သစ်တွေကိုအနိုင်ယူနိုင်ခဲ့ပါသေးတယ်သူဟာ1322မှာမထင်မှတ်ပဲတည်ဆုံးသွားခဲ့ပြီးအင်္ဂလန်ရဲ့အနာဂတ်ဟာပြဿနာတွေအတွက်လမ်းစာဖြစ်ခဲ့ပါတယ်။ဘာလို့လဲဆိုရင်သူ့သား Henry VI လက်ထက်မှာ ပြင်သစ်တွေနဲ့တိုက်တမျှတိုက်ပွဲတိုင်းကိုရှုံးသိမ်းခဲ့ပြီးအကျိုးဆက်အနေနဲ့ပြင်သစ်နိုင်ငံအနောက်ဘက်ကအင်္ဂလိပ်ပိုင်နယ်မြေကနေအပီးတိုင်းဆုတ်ခွာပေးလိုက်ရပါတယ်။အဲဒီကစလို့ King Henry VI ရဲ့အုပ်ချုပ်မှုတွေကိုမေးခွန်းထုတ်ခဲ့ကြပြီးတချို့ဆိုထိနှံချဖို့ထိပါကြံစီခဲ့ကြပါတယ်။အဲလိုမကြေနှက်ချက်တွေကနေ1455မှာတော့ဘရင်ကိုဖျောက်ချခြင်းတဲ့အဖွဲ့နဲ့ထောက်ခံသူအဖွဲ့တွေကြောင့်မှပြည်ရင်းစစ်ကြီးစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။စစ်ပွဲကိုတော့ War of Rose နှင်းစီများရဲ့စစ်ပွဲလို့ခေါ်ပါတယ်။ဘာလို့အဲ့လိုခေါ်လဲဆိုရင်ဘရင်ရဲ့အိမ်တော်အလံဟာအဖြူရောင်နှင်းစီဖြစ်ပြီး ပုံမှန်သူတွေဟာသူတို့ရဲ့အလံကိုအနီရောင်နှင်းစီအဖြစ်အသုံးပြုခဲ့လို့ပဲဖြစ်ပါတယ်။နှစ်ပေါင်း30လောက်စစ်မှတ်ဖြစ်ပွားအပြီး1485ခုနှစ်မှာတော့ပုံကန်သူတွေဘက်က Henry Tudor ဟာဘုရင် Richard III ကိုအနိုင်ယူခဲ့ပြီး ီရင်းစစ်ဟာအဆုံးသတ်ခဲ့ပါတယ်။ဒါအပြင်ထပ်မံပြီးစစ်မှတ်ဖြစ်ပွားခြင်းမရှိအောင်ဟင်နရီချူတာဟာရစ်ခတ်3နဲ့သွေးတော်ဆက်တဲ့အဲလီဇဘက်ကိုလက်ထပ်ပြီးနန်တက်ကပီရင်းစစ်ကိုအဆုံးသတ်ပေးခဲ့ပါတယ်။အဲ့လိုနဲ့ပဲတမိုင်းမှာအရေးပါလာမယ့်ချူတာမြင့်ဆက်ဟာစတင်ခဲ့ပါတယ်။1509မှာတော့ King Henry ဟာတည်ဆုံးခဲ့ပြီးအင်္ဂလန်ရဲ့ဘာသာရေးလူမှုရေးနဲ့ခံယူချက်တွေကိုပြောင်းလဲပြစ်မဲ့သူ့ရဲ့သားဖြစ်သူ Henry 8ဟာနန်တက်လာခဲ့ပါတယ်။ Henry 8ဟာအစောပိုင်းမှာတော့အုပ်ချုပ်မှုကောင်းမွန်ခဲ့ပေမဲ့သူ့ရဲ့ထင်ရှားဆိုင်တဲ့ဆုံးဖြတ်ချက်တွေကြောင့်ပဲနောက်ဆုံးမှာအင်္ဂလန်မှာအဆိုးဆုံး ဘုရင်အဖြစ်ကိုမှတ်တမ်းဝင်ခဲ့ပါတယ်။သူရဲ့ဆုံးဖြတ်ချက်အမားတွေဟာတားယောက်ကြားလီမရနိုင်ခဲ့တာကနေစတင်ခဲ့ပါတယ်။သူဟာပထမအဆုံးအနေနဲ့ Catherine of Aragon ကိုလက်ထပ်ယူခဲ့ပါတယ်။သူမဟာ Mary ဆိုတဲ့သမီးတစ်ယောက်ကိုသာမွေးဖွားနိုင်ခဲ့တာကြောင့်ကွာရှင်းဖို့ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းပုံရဟန်းမင်းကြီးတွေဟာကွာရှင်းဖို့ကိုငြင်းဆုပ်ခဲ့တာကြောင့်သူဟာအင်္ဂလန်နိုင်ငံရဲ့ဘာသာရေးကိုပြောင်းလဲပစ်ခဲ့ပါတယ်။ပုံရဟန်းမင်းကြီးအမိန့်ကိုသာနာခံရတဲ့ Catholic ဘာသာကိုစွန့်လွတ်ခဲ့ပြီး ဘီရင်ကသာအဓိကအဖြစ်သတ်မှတ်ထားတဲ့ Protestant ဘာသာကိုပြောင်းလဲခဲ့ပါတယ်။ဒါကြောင့်မယ့်အင်္ဂလန်နိုင်ငံရဲ့ Christian ဘာသာ Protestant ဘာသာဖြစ်လာခဲ့ပါတယ်။ဒါအပြင်သူဟာနန်းမွေခံယောက်ျားလေးမွေးဖွားဖို့အတွက်မိမအမြောက်များလည်းယူခဲ့ပါတယ်။ဒုတိယမြောက်ဇနီး Anne Boleyn ဟာလည်း Elizabeth ဆိုတဲ့တမီးတစ်ယောက်ပဲမွေးဖွားနိုင်တာကြောင့်အကြောင်းမရှိအကြောင်းရှာကအကိုရင်းနဲ့ဖောက်ပြန်တယ်လို့ဆွဆွဲပြီးခေါင်းဖြတ်ကွပ်မြတ်ခဲ့ပါတယ်။တတိယမိမဖြစ်တဲ့ Jane Samuel ဟာတူလိုချင်းနဲ့တားယောက်ျားလေးဖြစ်တဲ့ artwork ကိုမွေးဖွားပေးပြီးတည်ဆုံးခဲ့ပါတယ်။သတ္တုထမိန်းမဖြစ်တဲ့ End of Cliff ကိုကြတော့သူတွေ့ခဲ့တဲ့ပကြီးကားရုံနဲ့အပြင်ရုံနဲ့မတူဘူးဆိုတာလက်ထပ်ပြီးပြီးချင်းပဲကွာရှင်းခဲ့ပါတယ်။၅ရောင်မြောက်ဇနီးဖြစ်တဲ့ Catherine Howard ကိုကြတော့တစ္ဆာမရှိမှုနဲ့ကွမျက်ခဲ့ပါတယ်။၆ရောင်မြောက်ဇနီးလည်းဖြစ်နောက်ဆုံးဇနီးလည်းဖြစ်တဲ့ Catherine Pa ဟာတော့အသက်မခံရပဲ Henry VIII တည်ဆုံးတဲ့1548ခုနှစ်အထိအနားမှာရှိပေးခဲ့ပါတယ်။သူတည်ဆုံးပြီးနောက်မှာတော့ တဦးတည်းသောနန်းမွေခံသားဖြစ်တဲ့ King Edward VI ဟာနန်းတက်ခဲ့ပြီး protesting ကိုပုံမူအားပေးခဲ့တာကြောင့်သူ့ရဲ့ဖအေတူမအေခွဲအမဖြစ်သူ Mary နဲ့ပြဿနာတွေဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့လည်းစစ်ပွဲတွေမဖြစ်လိုက်ခင်မှာပဲ King Edward VI ဟာမထင်မှတ်ထားပဲယောဂါကြောင့်တည်ဆုံးခဲ့ပါတယ်။သူတည်ဆုံးပြီးနောက်မှာတော့အမဖြစ်သူ Mary ဟာပထမဆုံးသောဘုရင်မအနေနဲ့နန်းတက်လာခဲ့ပါတယ်။သူ့ရဲ့အုပ်ချုပ်မှုမှာတော့အဖေလက်သက်ထဲကအသားချနေပြီဖြစ်တဲ့ Protestant ဘာသာကို Catholic အဖြစ်ပြန်လည်ပြုပြင်ဖို့ကြိုးစားခဲ့ပါတယ်။ ပရိုတက်စတန်ကိုးကွယ်သူတွေဘာသာရေးတွေကိုမေကွန်းထုတ်သူတွေကိုအပြင်းထန်နှိပ်ကွပ်ခဲ့ပြီးဘာသာရေးအမြင်မတူမှုကြောင့်လူပေါင်းများစွာကိုအရှင်လက်လက်မီးရှို့တိုက်ခိုင်းခဲ့သည့်အထိရက်ဆက်ခဲ့ပါတယ်။အဲ့လိုမျိုးရက်ဆက်မှုတွေကြောင့်လဲတမိုင်းမှာ Bloody Mary သွေးစွန်းသောမယ်ရီလိုအမိတွင်သွားခဲ့ပါတယ်။သူမဟာလည်းပဲ1958မှာအမွေခံမရှိဘဲတည်ဆုံးခဲ့ပြီးအင်္ဂလန်တီးနန်းဟာသူမရဲ့ဖအီတူမအီခွဲညမဖြစ်တဲ့အဲလီဇဘက်ကဆက်ခံခဲ့ပါတယ်။အပြိုဆင်ဘီယင်မာကြီးလိုအမိတွင်တဲ့အဲလီဇဘက်တစ်လက်ထက်မှာအင်္ဂလန်ရဲ့ရွှေခေတ်ဟာစတင်ခဲ့ပါတယ်။သူဟာသူ့ရဲ့အမဖြစ်တဲ့မယ်ရီဝမ်ပြန်လည်ပြုပြင်ခဲ့တဲ့ကက်သလစ်ဘာသာရေးကိုဖယ်ရှားကသူမအဖေရဲ့ယုံကြည်ရာဖြစ်တဲ့ပရိုတက်စတန်ဘာသာကိုအင်္ဂလန်အတွက်ပြသန်းပေးခဲ့ပါတယ်။သူမရဲ့ဥပဒေအသစ်တွေနဲ့အုပ်ချုပ်မှုကောင်းမွန်တာတွေကြောင့်အင်္ဂလန်နိုင်ငံကအတော်လေးငြိမ်းချမ်းခဲ့ ဲ့ရပြီးမြို့တော်လန်ဒန်ဟာလည်းလူဦးရေတစနဲ့တစတိုးပွားလာပြီး18ရာစုအစောပိုင်းမှာတော့လူဦးရေဟာ9သန်းအထိကိုရောက်ရှိလာခဲ့ပါတယ်။အဲလီဇဘက်လက်ထက်မှာအင်္ဂလန်နိုင်ငံရဲ့အမှုပညာစာပေဟာလည်းအတော်လေးကိုတိုးတက်လာခဲ့ပြီးသူမဟာဝီလီယံရှိတ်စပီးယားကိုအတော်လေးမြှောက်စားခဲ့ပါတယ်။ဝီလီယံရှိတ်စပီးယားဟာယနေ့ခေတ်မှာတော့မတည်သူမရှိအောင်နာမည်ကျော်ကြားတဲ့စာပေအမှုပညာရှင်ဖြစ်ပါတယ်။တိုင်းပြည်ဟာငြိမ်းချမ်းပြီးစစ်အင်အားနဲ့တိုးတက်လာတာကြောင့်ပဲအင်္ဂလန်ကစွန့်စားသွားလာသူတွေဟာအမေရိကတိုက်နဲ့အာရှတိုက်ရှိ အိန္ဒိယနိုင်ငံတို့ကိုသွားလာဖို့အတွက်ရေချောင်းခီးတွေကိုစတင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပင်လယ်ပြင်ကိုအုပ်စိုးနေတာကတော့စပိန်နဲ့ပေါ်တူဂီတို့ဖြစ်ပြီး1588မှာတော့တိုးတက်လာတဲ့အင်္ဂလန်ရေတပ်ဟာစပိန်တို့အနိုင်တိုက်ခဲ့ပြီးအင်္ဂလန်ဟာလည်းပင်လယ်ရေချောင်းရှာဖွေရေးကိုဒီဇိုင်းမမတ်ပြုလုပ်တော့မယ်လို့ပြန်ပတ်နိုင်ငံတွေကိုအတိပေးနိုင်ခဲ့ပါတယ်။1603ခုနှစ်အရောက်မှာတော့ အပြူစင်ဘီရင်မာကြီးအဲလီဇဘက်ဟာကျင်ရတော်မထားပဲနန်းတက်ခဲ့ရာကြောင့်နန်းမွေကံမရှိပဲတေဆုံးကကျူတာမင်းဆက်ဟာအဆုံးသတ်ခဲ့ပါတယ်။အင်္ဂလန်နိုင်ငံရဲ့ထီးနန်းဟာလည်းသူမနဲ့ဝမ်ခွဲတော်ဆက်သူစကော့တလန်သားဖြစ်တဲ့ James ကဆက်ခံခဲ့ပြီး Kim James Wan အနေနဲ့နန်းတက်ခဲ့ပါတယ်။ဒီအချက်တွေကိုကြည့်ခြင်းအပြင်တော့အင်္ဂလန်ဟာ British ကျွန်းဆွယ်မှာရှိတဲ့စကော့တလန်တို့ဟာနိုင်ငံမတူပေမဲ့ ရွှေမျိုးမကင်းသွေးသားတော်ဆက်တယ်လို့လည်းမှတ်ယူလို့ရပါတယ်။သူဟာအင်္ဂလန်ထီးနှန်းအပြင်စကော့တလန်ရဲ့နန်းမွေဆက်ခံသူပါဖြစ်တဲ့အလျောက်နိုင်ငံတစ်ခုရဲ့ဘုရင်လို့မခံယူပဲအင်္ဂလန်ဘုရင်ဖြစ်တာခံယူခဲ့ပါတယ်။သူဟာအင်္ဂလန်သွေးမစစ်တာကြောင့်သူနန်းတက်ဆာမှာအခက်ခဲပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့လည်းသူ့လက်ထက်မှာဗြိတိရှနေမဝင်အင်ပါယာရဲ့လို့ဖြစ်လာမဲ့ခြေလန်းအစဖြစ်တဲ့ကိုလိုနီနယ်ချဲ့ထွင်ခြင်းတွေကိုအိန္ဒိယနဲ့အမေရိကတိုက်တွေမှာစတင်အမြင့်ချခဲ့ပါတယ်။ဒီလိုနဲ့ပဲကင်းစိန်1ဟာတည်ဆုံးခဲ့ပြီးနောက် သူ့ရဲ့သားဖြစ်သူ King Charles I နတ်တက်ခဲ့ပြီးအဲ့ဒီအချိန်ထိအင်္ဂလန်ရဲ့အမတ်တွေကဘရင်ကိုအင်္ဂလန်သားမစစ်တဲ့အတွက်ကြောင့်မလို့အများရန်ကန့်လန့်တိုက်ပြီးတော့နေနေခဲ့ကြပါတယ်။သူ့အဖေလိုမျိုးတီးမခံနိုင်တဲ့ King Charles I ကတော့ပါလီမန်ကိုစန့်ကျင်ခဲ့တာကြောင့်အင်္ဂလန်နိုင်ငံရဲ့ပြည်တွင်းရေးဟာပါလီမန်အမတ်တွေနဲ့ဘရင်ကြားမှာပြိုကွဲဖို့အတွက်အနှဲငယ်သာလိုအပ်တော့တဲ့အနေအထားကိုရောက်ရှိလာခဲ့ပါတယ်။1642မှာတော့စကလုံးနေနဲ့ဖြည့်ရှင်းမဲ့အစားလက်နက်တွေနဲ့ဖြည့်ရှင်းဖို့ကြိုးစားခဲ့တာကြောင့်ဘရင်ကိုထောက်ခံသူတွေနဲ့ပါလီမန်ကိုထောက်ခံသူတွေကြားမှာအင်္ဂလိပ်ပြည်တွင်းစစ်ကြီးထပ်မံဖြစ်ပေါ် ွားခဲ့ပါတယ်။တိုင်းပြည်အနှံ့စစ်ပွဲတွေဖြစ်ပွားခဲ့ပြီးအဆုံးမှာတော့ပါလီမန်အမတ်တယောက်ဖြစ်တဲ့ Oliver Cornwell ရဲ့ဥဆောင်မှုကြောင့်ပါလီမန်ထောက်ခံသူတွေဟာအနိုင်ရရှိခဲ့ပါတယ်။ King Charles I ဟာလည်း1649ခုနှစ်မှာခေါင်းဖြတ်ကွမျက်ခံခဲ့ရပြီးအာနာဟာ Oliver Cornwell လက်ထဲကိုရောက်ရှိသွားပြီးတိုင်းပြည်ကိုအပြည့်အဝထိန်းချုပ်ခဲ့ပါတယ်။အင်္ဂလန်ဟာနှစ်20လောက်ဘုရင်မရှိဘဲဆက်လက်အုပ်ချုပ်ခဲ့ပြီး1660မှာတော့ဘုရင်စနစ်ကိုပြန်လည်အသက်သွင်းခဲ့ပါတယ်။ King Charles II ဟာနန်းတက်ခဲ့ပြီ သူ့ရဲ့အာဏာနဲ့လုံပိုင်ခွင့်တွေဟာကန့်တက်ခံခဲ့ရပြီးအင်္ဂလန်ဘရင်တွေဟာအရင်လောက်တိုင်းပြည်ပေါ်မှာအာဏာမတက်ရောက်နိုင်ခဲ့တော့ပါဘူးအင်္ဂလန်ဟာအဲ့ဒီအချိန်မှာပြည်ရင်းစစ်ကြောင့်နလန်ပြန်ထူကာသဖြစ်ပြီးကန်ဆိုးမှသွားရာမိုးလိုက်လို့ရွာဆိုးတဲ့အတိုင်းပဲ1665ခုနှစ်မှာဒုတိယအချိန်ပလိတ်ရောဂါကတ်ဆိုးကြီးထပ်မံဖြစ်ပွားခဲ့ပြီးထိုရောဂါကိုထိန်းချုပ်နေရင်နောက်နှစ်ဖြစ်တဲ့1666ခုနှစ်မှာတော့တမိုင်းဝင်အဖြစ်အပျက်တစ်ခုဖြစ်တဲ့လန်ဒန်မြို့မီးလောင်မှုကြီးဟာဖြစ်ပွားခဲ့ပါတယ်ထိုမီးလောင်မှုကတော်တော်လေးကိုဆိုးရွားခဲ့ပြီးအင်္ဂလန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့လန်ဒန်ရဲ့တဝက်ကျော်ဟာပြပုံအတိဖြစ်ခဲ့ရပါတယ် King Charles II ဟာ1685မှာတည်ဆုံးပြီးသူ့ရဲ့ညီတော်ဖြစ်တဲ့ King James II ဟာနတ်တက်လာခဲ့ပါတယ်။ King James ဟာကက်သလစ်ဘာသာကိုတော်ဝင်ယုံကြည်သူဖြစ်တာကြောင့် Protestant ကိုကူးကွယ်တဲ့ ပါလီမန်တွေဟာသူပြင်ဖြစ်တာကိုလုံးဝမကြိုက်ကြပါဘူး။ဒါကြောင့်ပဲဘရင်ကိုဖြုတ်ချဖို့လိုအပ်ကြံစီခဲ့ကြပါတယ်။ပါလီမန်အမတ်တွေဟာ King James II ရဲ့တမီးဖြစ်သူ Protestant ဘာသာကိုတတ်ဝင်ယုံကြည်တဲ့ Mary ကိုချဉ်းကပ်ခဲ့ပါတယ်။ Mary ဟာအဲ့အချိန်မှာ Dash မင်းသားငယ်တစ်ပါးဖြစ်တဲ့ William နဲ့လက်ဆက်ထားတာဖြစ်ပြီးသူမဟာပါလီမန်အမတ်တွေရဲ့ဆွဲဆောင်မှုကြောင့်ပဲသူမခင်ပွန်းနဲ့ပူးပေါင်းကဖခင်ကိုနမ်းချဖို့ပြုလုပ်ခဲ့ပါတယ်။1688မှာ William နဲ့ Mary ဟာ Dash စစ်တပ်နဲ့အတူ အင်္ဂလန်တောင်ပိုင်းကိုခြိတက်လာခဲ့ပါတယ်။သူဟာစတင်ခြိတက်လာတဲ့ကတိုက်ပွဲဖြစ်ဖို့မရည်ရွယ်ခဲ့ပဲ King James II ဟာသူ့ဘာသာအငြင်းခံလာဖို့ကိုပဲမျှော်လင့်ခဲ့ပါတယ်။ဘာလို့ဆိုတာမန်စစ်သားတွေကိုပြည်တွင်းစစ်မှာမတည်ဆုံးစေခြင်းခဲ့တာကြောင့်လည်းဖြစ်ပါတယ်။သူ့အကြံစီကအထိုက်လျောက်အောင်မြင်ခဲ့ပြီးကက်သလစ်ဘုရင်အတွက်စစ်တိုက်ဖို့ငြင်းဆန်ခဲ့တဲ့စစ်သားတွေကြောင့်ပဲ ခင်ချင်းစာပြင်သစ်နိုင်ငံကိုလှုပ်ဝက်စွာထွက်ပြေးသွားခဲ့ပါတယ်။ဒါကြောင့်မယ့်သူ့နေရာကိုဝီလီယံနဲ့မယ်ရီတို့ကဘရင်နဲ့ဘရင်မအဖြစ်ဆက်ကံခဲ့ပါတယ်။ချင်းစာပြင်သစ်ကနေပြီးသူ့ကိုထောက်ခံတဲ့အိုင်ယာလန်နိုင်ငံကိုတွားရောက်ကာအင်္ဂလန်ထိနန်းကိုပြန်လည်ရရှိစေရန်လူသူလက်နက်များစုဆောင်းနေခဲ့ပါတယ်။အဲဒီနောက်မှာအင်္ဂလန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးခင်ဝီလီယံရဲ့စီရေးဗျူဟာကိုမရှင်ပြိုင်နိုင်ခဲ့တာကြောင့်ပြင်သစ်ကိုထပ်မံထွက်ပြေးခဲ့ရပါတယ်။အဲဒီတိုက်ပွဲအပြီးမှာတော့အင်္ဂလန်ဟာပြန်လည်ငြိမ်းချမ်းခဲ့ပါတယ်။ဘရင်ဝီလီယံနဲ့ဘရင်မမယ်ရီတို့ဟာတိုင်းပြည်ရဲ့ရှေ့ရေးကိုရှေ့ရှုပြီး1689ခုန 2012မှာပါလီမန်နဲ့အာနာကိုခွဲဝေအုပ်ချုပ်ရင်အခြေခံဥပဒေတွေကိုသဘောတူလက်ခံခဲ့ပါတယ်။ခင်းဝီလီယံနဲ့ခွင်းမယ်ရီတို့တည်ဆုံးပြီးနောက်နန်တက်လာတဲ့ခွင်းအန်လက်ထက်မှာတော့သူမဟာစကော့တလန်ပါလီမန်နဲ့အင်္ဂလိပ်ပါလီမန်တို့ကိုပေါင်းစည်းနိုင်ခဲ့ပြီး1909ခုနှစ်မှာတိုင်းပြည်နှစ်ခုကိုပူးပေါင်းက Great Britain လို့စတင်ခေါ်ခဲ့ပါတယ်။သူမတည်ဆုံးပြီးနောက်ပိုင်းမှာတော့သူမရဲ့ထီးနန်းဟာနှစ်ဝမ်းခွဲမောင်ဖြစ်တဲ့ဂျာမန်မင်းသားလေးဖြစ်တဲ့ George C ကိုရောက်ရှိခဲ့ပြီး King George 1အနေနဲ့နန်တက်ခဲ့ပါတယ်။သူ့လက်ထက်မှာတော့အင်္ဂလန်ဟာ United Kingdom ရဲ့လို့ဖြစ်လာဖို့ ပူးပေါင်းရန်ကြံသေးတဲ့နှစ်နိုင်ငံဖြစ်တဲ့ Wales နဲ့ Ireland နိုင်ငံတွေကိုပေါင်းစည်းပြီး United Kingdom လို့ခေါ်စီခဲ့ပါတယ်။ထိုအချိန်အစလို့အင်္ဂလန်ဟာ၁၈ရာစုမှာအလွန်ကိုတိုးတက်လာပြီးခင်မီဖွံ့ဖြိုးလာခဲ့ပါတယ်။တိုင်းပြည်ငြိမ်းချမ်းလာတာနဲ့အမျှစစ်ရေးမှလည်းတိုးတက်လာခဲ့ပြီးတစ်ချိန်ကပင်လယ်ပြင်ကိုအုပ်စိုးခဲ့တဲ့စပိန်နဲ့ပေါ်တူဂီတို့ထက်ကိုရေတပ်အင်ဟာတဖြည်းဖြည်းတာဝန်လာခဲ့ပါတယ်။အဲ့လိုရေတပ်အင်ဟာကြီးမားလာခဲ့တာကြောင့်ကိုလိုနီနယ်မြေတွေကိုလည်းပုံမှုချဲထွင်လာနိုင်ခဲ့ပါတယ်။ကိုလိုနီနယ်မြေတွေကနေရရှိခဲ့တဲ့ကုန်ချမ်းတွေ၊ကျွန်းတွေ တယံဇာတာတွေဟာအင်္ဂလန်ကို18ရာစုနဲ့19ရာစုတွေမှာအလွန်အလွန်ကိုတိုးတက်လာစေခဲ့တဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။ဒါပေမဲ့လည်းအင်္ဂလိပ်တွေဟာအမေရိကန်နိုင်ငံကိုရှုံးနိမ့်ခဲ့ပြီးကိုလိုနီနယ်မြေများကိုလက်လွတ်လိုက်ရချိန်မှာတော့သူတို့ရဲ့ဂုဏ်သိက္ခာနဲ့စီးပွားရေးကိုအတော်အတန်ထိခိုက်သွားစေခဲ့ပါတယ်။ဒါပေမဲ့19ရာစုမှာတော့အင်္ဂလန်ရဲ့ဩဇာဟာအထွတ်ထိပ်မှရှိနေခဲ့ပြီး နေမဝင် empire လို့တော့နာမည်ကျော်ကြားခဲ့ပါတယ်။စမှုတော်လှန်ရေးလို့ခေါ်တဲ့ Industrial Revolution ဟာလည်းအခြားတိုင်းပြည်တွေထက်စောပြီးအင်္ဂလန်မှာဖြစ်ပွားခဲ့တာကြောင့်တိုင်းပြည်ရဲ့ထုတ်ကုန်လက်နက်ပစ္စည်းထုတ်လုပ်နိုင်စွမ်းအားဟာလည်းအမြင့်ဆုံးအခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့လည်းပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်ရဲ့ရိုက်ခတ်မှုတွေကြောင့်အင်္ဂလန်ဟာဒေဝါလီခံရလူနေနေဖြစ်ခဲ့ပါတယ်။အဲ့လိုငွေကြေးအခက်အခဲစီးပွားရေးအခက်အခဲတွေကြောင့်ပဲကျွန်တော်တို့မြန်မာနိုင်ငံလိုကိုလိုနီနိုင်ငံတွေကိုလွတ်လပ်ရေးပြန်လည်ပေးအပ်ခဲ့ရတာကြောင့်ယနေ့ခေတ်အခြေအုံလောက်သာကျန်ခဲ့တဲ့အထိအင်္ဂလန်ဟာနိုင် ျသွားခဲ့ရပါတယ်။အင်္ဂလန်နိုင်ငံရဲ့သမိုင်းကြောင်းကိုကြည့်ရင်တော့သူတို့နိုင်ငံဟာလူမျိုးပေါင်းများစွာနဲ့ဆက်ဆံနေတာကိုမြင်ရမှာဖြစ်ပါတယ်။ယနေ့ကျွန်တော်တို့ကမ္ဘာမှာအသုံးပြုနေတဲ့အင်္ဂလိပ်စကားဟာလည်းထိုလူမျိုးစုတွေရဲ့ကိုယ်ပိုင်စကားကနေတဖြည်းဖြည်းပေါင်းစပ်ကဆင်ခဲပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့အင်္ဂလန်နိုင်ငံရဲ့သမိုင်းကြောင်းပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဒီထဲမှာပြောသွားခဲ့တဲ့အဖြစ်အပျက်တွေကိုအခြေတုံးကပြန်လည်ပြောပြပေးဖို့လည်းရှိပါတယ်ခင်ဗျ။အခုလိုနိုင်ငံတွေအကြောင်းကိုထပ်ပြီးနှောင့်ချင်ရင်တော့ ကောမန့်မှာပရိသတ်ကြီးတို့သိကျင်တဲ့နိုင်ငံကိုမှတ်ထားခဲ့ပါဗျကျွန်တော်အတက်နိုင်ဆုံးလေ့လာပြီးတင်ဆက်ပေးသွားပါမယ်လိုအပ်တာတွေရှိရင်လည်းထောက်ပြလို့ရပါတယ်အားပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အပတ်မရှိရင် like and subscribe လေးပါလုပ်ပေးသွားပါဦးဟုတ်ကဲ့ပါကျွန်တော်နာမည်လူပါအားလုံးကိုကျေးဇူးတင်ပါတယ်